ယေရမိအနာဂတ်တိချံအခန်းကြီး27အငယ်1မှ14ဇေတကိမင်းကြီးသည်မေလခိတာပါရှုရနှင့်ယိပရောဟိတ်မာတိယတာဇေဖနိတို့ကိုယေရမိထံသို့စီလွှတ်၍ဘာဘူးလုံရှင်ဘရင်နေပုခ္ခနေသာသည်ငါတို့ကိုစစ်တိုက်သည်ဖြစ်၍ သူကိုငါတို့ထံမှပြန်သွားစေခြင်းငါထာဝရဘုရားသည်အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူသည်မြတ်အတိုင်းငါတို့၌တပံပြုတော်မူမီအကြောင်းငါတို့အတွက်ထာဝရဘုရားကို တောင်းပန်ပါလောဟုမိန့်တော်မူသောအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာ၍ယေရမိက သင်တို့သည်ဇေတကိမင်းကြီးအားပြန်ပြောရမည်မှာဣတရီလအမျိုးဤဖျားသခင်ထာဝရဖျားမိန်တော်မူသည်ကသင်တို့ဤမြို့ပြင်မှာတက်ဆွဲ၍နေသောဘာဘူးလုံရှင်ဘရင် ခလဒဲအမျိုးသားတို့ကိုစစ်တိုက်လျက်သင်တို့ဆွဲကင်သောလက်နက်များကိုငါလွဲစေမည်ထိုသူတို့ကိုမြို့ထဲ၌ငါစီဝေးစေမည်ငါကိုယ်တိုင်လည်းအလွန်ပြင်းစွာထွက်သောအမျက်အရှိန်အားကြီး၍ဆန့်သောလက် တန်ဆွမ်းသောလက်ယုံနှင့်တင်တို့ကိုတိုက်မိဤမြို့၌နေသော လူသက်တော်သရိษံတို့ကိုငါသည်ဒဏ်ခတ်၍ပြင်းစွာသော ကာလနာဖြင့်တရားကြလိမ့်မည်ထာဝရဘုရားမိန်တော်မူသည်ကထိုနောက်မှ နာဘေဒါဘေမွတ်သိချင်းဘေးနှင့်လွတ်၍ကြံ့ကျွင်းသောမြို့သားဒီဟုသော ယူရရှင်ဘရင်ဇေတကိမှစ၍သူဤကျုံများ သူ၏လူများတို့ကိုဘာဘူးလုံရှင်ပရင်နေပုခနေစာအဆရှိသောရန်သူများတတ်ချင်သောသူများလက်သို့ငါအပ်၍ထိုမင်းသည်တနာချင်းကရုဏာမရှိမစုံမမနှမျောပဲဒါနှင့်ကုမျက်လိမ့်မည်ဟုဆင့်ဆိုလေ၏ထာဝရဘုရားကလည်းတင်းတီဤလူမျိုးတို့အားဆင့်ဆိုရသောထာဝရဘုရား၏အမိန့်တော်ဟုမူကား အသက်ရှင်ရလန်တေရလန်တို့ကိုတင်တို့ရှိမှာငါဖွင့်ထား၏။ဤမြို့ထဲမှာနေသောသူသည်ဒါဘေမွတ်တိတ်ချင်းဘေနာချင်းဘေဖြင့်တည်လိမ့်မည်။မြို့ပြင်သို့ထွက်၍မြို့ပြင်မှာတက်ဆွဲလျက်နေသောခလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည်အသက်ချမ်းသာ၍လူอยู่ရသောဥစ္စာကဲ့သို့ ကိုအသက်ကိုရလိမ့်မည်။ထာဝရဘုရားမိန့်တော်မူသည်ကားဤမြို့ကိုကျေးဇူးမပြု အပြစ်ပြုခြင်းကငါသည်မျက်နာထားသည်ဖြစ်၍ ဤမြို့ကိုဘာဘူးလုံရှင်ဘရင်လက်သို့ငါအပ်သဖြင့်သူသည်မီးရှို့လိမ့်မည်။ယူရရှင်ဘရင်အမျိုးကိုရီမှတ်၍ထာဝရဘုရားမိန်တော်မူသောစကားတော်ကိုနားထောင်ကြလော။အိုးဒါဝိမင်းကြီးအမျိုးထာဝရဘုရားမိန်တော်မူသည်ကမဆိုင်မလင့်တရားသဖြင့်စီရင်ကြလော။လူယူချင်းခံရသောသူကိုညှင်းဆဲသောသူ၏လက်မှ ကယ်နှုတ်ကြလောသို့မဟုတ် သင်တို့ပြုသောဒုစရိုက်အပြစ်ကြောင့်ငါအမျက်သည်မိခဲ့သူဖြစ်၍အဘယ်သူမျှမတတ်နိုင်အောင် လောင်လိမ့်မည်ထာဝရဘုရားမိန်တော်မူသည်ကအိုးကြိုက်၌နေသောသူအိုးလွင်ပြင်၌ရှိသောကြောင့် တင့်တဖက်၌ငါနေ၏။တင်တို့ကငါတို့ကိုအဘယ်သူစစ်တိုက်နိုင်မည်နည်း။ငါတို့နေရာသေးသို့အဘယ်သူဝင်နိုင်မည်နည်းဟု ဆိုတတ်တော်လေ။တင်တို့အကျင့်နှင့်ထိုက်လျောက်အောင်အပြစ်တံကိုငါပေးမည်။တင်တို့တောကိုငါရှို့တော်မူသည်။ပတ်လည်၌ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟုမိန့်တော်မူ၏။အာမင်။ God bless you.